ောက်မှ144ထုတ်ပြန်ထားတဲ့မန္တလေးမြို့မှာညမထရအမေဖောက်ဖြက်သူတွေကိုငွေတောင်းခံမှာကတက်ဆိုင်ရာကိုတိုက်ကြားနိုင်ပြီးထိရောက်စွာရေးယူသွားမှာဖြစ်တယ်လို့မန္တလေးတိုင်းရဲတပ်ဖွဲ့မှုရုံးမှတင်ပြရှိပါရယ်။ည9:00နာရီမှနနက်9:00နာရီထိညမထရအမေထုတ်ပြန်ထားတာကြောင့်ညအိမ်အပြင်အကြောင်းမျိုးမျိုးကြောင့်နောက်ကျသူတွေစီမားရေးနဲ့စားဝတ်နေရေးအတွက်တတ်မှတ်ချိန်ထက်ကျုံလွန်အပြင်ထွက်မိသူတွေကိုအဖမ်းမခံရစေဖို့ရဲတပ်ဖွဲ့ဝင်တွေကတအူးကို ကျပ်9000ကနေတသိန်းအထိ တောင်းယူမှုတွေရှိနေကြောင်း Facebook နဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားမှုတွေရှိနေတာဖြစ်ပါတယ်။အဆိုပါငွေတောင်းခံမှုနဲ့ပတ်သက်ပြီးဒူရဲမူကြီးဇော်မင်းဦးကအဆိုပါကိစ္စရပ်တွေကို Facebook မှာတွေ့ကြောင်း၄သိန်းအထိတောင်းဆိုရဲလို့အသံကြားတဲ့အတွက်အဆိုရအဖွဲ့ယုံကတော့တက်ဖွဲ့ဝင်တွေကိုမှားကြားသတိပေးထားကြောင်းနဲ့ အဲ့လိုတောင်းခံနေဆိုတာကနေရအချိန်နဲ့တောင်းခံသူဟာဘယ်အဖွဲ့အစည်းကမဆိုတိုင်ကြားနိုင်ကြောင်းလုံးဝမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ဇော်လိုင်းလ3ရက်နေ့ကစတင်ပြီးထုတ်ပြန်ခဲ့တဲ့ညမထွက်ရအမေပုံမှ144ထုတ်ပြန်ခဲ့တာဟာအချိန်ဆက်ရက်ကျော်လာပြီဖြစ်ရာမြို့အခြေအနေဟာလည်းတည်ငြိမ်နေပြီဖြစ်တာကြောင့်မြို့ကန်တွေကအချိန်ဖြည့်လျှော့ပေးဖို့နဲ့ရုပ်သိမ်းပေးဖို့လိုလားလျက်ရှိတာဖြစ်ပါတယ်။ည9:00နာရီမှသာညမထွက်ရဖြစ်ပေမဲ့လည်းဈေးဆိုင်တွေစားတောက်ဆိုင်ထမင်းဆိုင်တွေဟာ ည9နာရီခွဲကလေးကပိတ်သိမ်းမှုပြင်ဆင်မှုတွေပြုလုပ်နေရပြီးညအချိန်မှသာအားပြုရောင်းချရတဲ့ဈေးကြော်ညစီတန်းကဈေးတွေဟာအယောင်းအဝယ်မဖြစ်တော့တဲ့အထိထိခိုက်နေရတာဖြစ်ပါတယ်။